ဖတ်စေခြင်းလို့လေဟိုကိုကိုတိုင်းလဲစာဖတ်တဲ့အပေါ်မှာရလာတဲ့ဘဟုတုတ္တတွေပြီးတော့အတိညာဉ်တွေပွင့်လာတာလည်းရှိတယ်အဲ့ဒါလေးတွေကိုဖတ်စေခြင်းလေအဲ့လိုမျိုးကိုယ်လိုလည်းဖြစ်စေခြင်းလေလူတွေရောလေအဲ့ဒါကြောင့်အဲ့လိုမျိုးလေးစီစဉ်ဖြစ်တာဒီဂျိုလေးရိုက်ထားရတော့စာအုပ်လေးတွေလာဘလော့လေးဘလော့လေးတင်ခြင်းလို့ဟုတ်ပါရဲ့ပြန်လိုက်ဖတ်တယ်ပြင်အခုအားရင်အားသလိုဖတ်တာအရှင်တော်ဆိုစာအုပ်ဆိုတာကိုယ်နဲ့ရန်သူပဲဖိုင်ဖိုင်နဲ့တဖြည်းဖြည်းနဲ့ကိုယ်အတွက်အများကြီးဘဟုတုတ္တရရလာတဲ့စာတစ်ချောင်းဖတ်ဖို့အတွက်ကို ဟိုအချိန်ပေးရတာဘာမှမခက်ခဲတော့ဘူးမိုးကြီးကြောင့်ပြောင်းလဲနေတယ်ဟိုဘလို့ပြောင်းလဲရမလဲဆိုတာမသိဘူးလေဟိုနမူနာယူစရာလည်းမရှိဘူးဒီစောက်တွေဖိုင်နေတယ်ပဲဒီဖြစ်ဖြစ်နေကိုဘွားကိုပြောင်းလဲရတာပဲ ဟောင်ကူတို့ဟောင်ကူတို့ရဲပြီးတော့ဆရာဆရာကျွန်တော်ဆရာရိုက်ထားဖြစ်တဲ့အတွက်ဒါဒါတာပေါ့ဒါယူဝင်ရပေးတာပေါ့အဲ့တလောဟာအခုဟာရုပ်ရှင်ကားကြီးတခါရိုက်ဖို့ဟာဟာလောက်နေတာပေါ့ဆက်ခွဲဖတ်နေတာပေါ့အခုဆရာနေဆိုတော့ဘရောဘတ်ပေးမယ်ပေါ့ဆောက်ကကိုယ့်ကိုဖန်ရင်ဖန်ရင်နဲ့ဖတ်တဲ့အကြောင်းအရာလေးတွေမှာတချို့ဆိုရင်ပြပြချင်တာလေးတွေရှိတယ်ပေါ့လေအဲ့တော့ဒီဆောက်လေးဖတ်ပြတဲ့အကြောင်းကို post လေးတင်တယ်ပေါ့တင်တော့အဲ post တင်တဲ့အောက်မှာ ဆရာမဒီပုံညာကျင်ရဲ့စာအုပ်ဆိုရင်သူကအစောက်ကအထူးကြီးပဲပြီးတော့တန်ဖိုးကလည်းမြင့်တယ်မြင့်တော့တချို့ဆိုရင်အရန်ဖတ်ကျင်တယ်ဆရာမရဲ့စာအုပ်ကိုထွက်ကလေးကဖတ်ကျင်နေတာတန်ဖိုးကလည်းမြင့်တော့မဝယ်နိုင်သေးဘူးပေါ့လေအဲ့လိုလေးပြောတော့စာဖတ်ကျင်တဲ့လူတွေကအဲ့လိုကိုက support လုပ်ပေးကျင်တာအဲ့တော့ကိုကလည်းဒီစာတွေဖတ်လာတဲ့အချိန်မှာစာဖတ်တဲ့အတွက်အကျိုးကျေးဇူးရှိတာလေးသိလာတော့လေအဲ့တော့အဲ့လို support ပေးတဲ့အနေနဲ့ပဲဒီစာအုပ်လေးငှားပြစ်တာပါ ထမအောင်ဆုံးလုပ်ပြတာတော့ဒီဆီယမပုံညာခင်ရဲ့ဒီနောက်ဆုံးနှက်ခတ်စာအုပ်ကိုလုပ်ပြတာစာအုပ်ကတော်တော်လေးလည်းကောင်းတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ကိုယ်အရင်တော့အင်္ဂလိပ်စာပြီးတော့မြန်မာပြည်ကဝင်လာတဲ့အကြောင်းအရာလေးတွေကိုခြေခံပြီးတော့ဒီအချစ်ဇလန်းလေးကိုရေးထားတာဆိုတော့တော်တော်လေးလက်ဖတ်လို့ကောင်းတယ်ဘခုပြတာလည်းရတယ်အဲ့ဒါလေးကိုကလည်းအများကိုဖတ်စေချင်တယ်ဖတ်စေချင်တော့ကိုတင်လိုက်တဲ့အပေါ်မှာဒီဟာလေးကိုဖတ်ချင်တယ်ဆိုရယ်ဒါလေးမြင်လာတဲ့အတွက်ကိုကစလုပ်ဖြစ်တာအဲ့နောက်ဆိုလည်းအဲ့လိုတံမိုးမြင့်တဲ့စာအုပ်တွေ ဟိုဝယ်ဖတ်တယ်ဆိုရင်လည်းအဲ့လိုငှားဖို့စီစဉ်ရှိပါစီကန်းကတော့အများကြီးတော့မထုတ်ချင်ပါဘူးဒါပေမဲ့အဲ့လိုတချို့ဆိုရင်စာရွက်တွေကိုငငယ်ငယ်တုန်းကကြားဘူးတာလေစာအုပ်ထဲကစာရွက်တွေကိုဖြဲပြီးတော့တင်ထားလိုက်တာတို့ချူထားလိုက်တာတို့တော့ရှိတယ်ပေါ့လေအဲ့လိုလေးတော့ငငယ်ငယ်တုန်းကတော့ကြားဘူးတယ်အခုတော့အဲ့လိုလေးတော့မလုပ်စေချင်ဘူးပေါ့လေရက်ကလည်းနောက်လူတွေလည်းဖတ်လို့ရအောင်ရက်လေးကိုသတ်မှတ်ပြီးတော့ပေးလိုက်တာပါအဓိကတော့စီကန်းရှိရှိလေးဖတ်ရင်ရပါတယ်အာနာလေအာနာလို့ အဲ့ဒါလာယူဖို့ကလည်းဟိုတယောက်နဲ့တယောက်နေတဲ့နေရာဝေးမှာလေလာယူဖို့ဆိုတာလည်းလွယ်မှာမဟုတ်ကိုကြတော့သွားလိုက်ရောက်တယ်လေကိုကုထားသွားကုရတယ်ဆိုတော့အခုတော့လောလောဆယ်တော့ရန်ကုန်မြို့တွင်းပေါ့လေရန်ကုန်မြို့တွင်းဆိုရင်တော့ဖတ်ဖို့ပြလိုက်တယ်ဟိုနောက်ဆိုရင်တော့နေနေရလူတွေကိုလည်းဖတ်ဖို့အတွက်ကိုအဲ့လိုစီစဉ်ပေးဖို့တော့ရှိတယ်ဟုတ်ဘလို့စီစဉ်ရမလဲတော့မစင်းသားရသေးဘူးတခုခုတော့လုပ်ပေးမှာပါဖတ်စီခြင်းလို့လေဟိုကိုကိုတိုင်းလဲစာဖတ်တဲ့အပေါ်မှာရလာတဲ့ဘဟုတုတ္တရတွေပြီးတော့အတိညာဉ်တွေပွင့်လာတာလည်းရှိတယ်အဲ့ဒါလေးတွေကို ဖတ်စေခြင်းတယ်အဲ့လိုမျိုးကိုယ့်လိုလည်းဖြစ်စေခြင်းတယ်လူတွေရောလေအဲ့ဒါကြောင့်အဲ့လိုမျိုးလေးစီစဉ်ကြတာမိုးကြီးမိုးကြီးကြောင့်ပြောင်းလဲနေတဲ့ပိုဘလိုပြောင်းလဲရမလဲဆိုတာမသိဘူးလေကိုနမူနာယူတရားကြီးလည်းမရှိအကြီးရောစာအုပ်တွေဖတ်စာအုပ်ထဲမှာမှကိုစာအုပ်ဆိုတာတကယ်တော့လူတွေရဲ့အကြောင်းတွေပဲရေးထားတာလူတွေရဲ့ဘဝတွေကိုပဲရေးထားတာအဲ့တော့ဒီတမိုင်းအကြောင်းတွေဘဝအကြောင်းတွေကိုပြန်ဖတ်ရင်ကိုလည်းအထက်နမူနာယူတရားကြီးအများကြီးရှိတယ်ဟုတ်လေအဲ့တော့ဒီစာအုပ်တွေဖတ်ရင်လည်းပဲဖြစ်ဖြစ်နဲ့ကိုဘဝကိုပြောင်းလဲရတာပဲအဓိကတော့ကိုလည်းငငယ်တော့ကဒီစာဖတ်တာကိုရမ်းပြင်းတယ် ဒီစာရီတွေကနေဘုသူတရရတယ်ဆိုတော့တိတ်နားမလဲခဲ့ဘူးအပြင်းပြင်းနဲ့ပဲဖတ်ကြည့်လိုက်တာဖတ်ကြည့်တဲ့ချိန်မှာပြင်းပြင်းနဲ့ကိုသိချင်တဲ့အကြောင်းအရာလေးသိလာတယ်အဲကိုသူများကိုသွားမေးဖို့မလွယ်တဲ့အရာလေးတွေကိုကိုသိလာရတာပေါ့တချို့ဒီစာပေပညာရှင်ကြီးတွေတချို့ပညာရှိတွေဆိုရင်ကိုနဲ့နှစ်ယောက်တည်းစကားပြောဖို့တော့မလွယ်ဘူးလေသူ့ကိုသွားပြီးတော့လည်းတွေ့လို့မရဘူးတချို့ဆိုရင်သုံးမဝါးကြီးမရှိတော့ဘူးလေအဲ့တော့ဒီစာအုပ် ဖတ်လိုက်တယ်ဆိုရင်သူနဲ့ကိုနဲ့နှစ်ယောက်တည်း ကိုလာပြီးပြောပြနေသလိုသူ့ရဲ့အတွေ့အကြုံတွေကိုကိုရှင်းပြနေသလိုမျိုးခံစားရတာပေါ့လေအဲ့တော့ကိုအတွက်လည်းအများကြီးထုတ်တက်လာတယ်ကိုအတွက်လည်းအများကြီးကြောင်းလဲမှုတွေရှိလာတယ်ပေါ့အဲ့တော့ဒီလူငယ်တွေကိုလည်းပျော်ပါပျော်ပြီးရင်ဒီပုံပေါ်အတွက်တူတက်ဖို့ပေါ့နော်ဟိုကိုပါလောက်ရမလဲဆိုတာတီးဖို့အတွက်ကိုစာလေးတွေဖတ်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေဟိုစာတော့ဖတ်စီချင်ပါတယ်ရှိတယ်ညာတိုင်းဖတ်တယ်ပြင်အခုအားရင်အားသလိုဖတ်တာအရှင်တို့ဆိုစာအုပ်ဆိုတာကိုယ်နဲ့ရန်သူပဲစာဖတ်ဖို့လုံးဝလာပြီးမတိုက်တွန်းနဲ့ လောကမပတ်ချင်ဘူးပါလေဒါပေမဲ့အခုဖိုင်ဖိုင်နဲ့တဖြည်းဖြည်းနဲ့ကိုယ့်အတွက်အများကြီးပို့ထုတာရလာတဲ့အချိန်စာတကြောင်ဖတ်ဖို့အတွက်ကိုဟိုအချိန်ပေးရတာဘာမှမခက်ခဲတော့ဘူးလေအဲ့လိုကြိုးစားရိုးစားနေအခုစာအုပ်ကိုတွားလျက်ပါတယ်စာထဲမှာလည်းစောင့်နေထားတာတယ်အိမ်မှာလည်းစောင့်ကြည့်တယ်အဲကြုံရင်အားရင်အားလို့ကောက်ကောက်ဖတ်နေတာပေါ့လေအခုတော့စာအုပ်ပါအခုတော့စာအုပ်ပါလာတယ်ဒါတယောက်ငါးပါဆိုလို့အားငါးဖို့ယူလာတာဟုတ်ကဲ့